ဘာစီလိုနာကွင်းလယ်ကစားသမားပက်ထရီကသူ့အနေနဲ့ဘလွန်ဒီယိုဆုထက်တရားဒီမှာအသင်းနဲ့အတူ travel supplier သုံးလုံးသာပုံမရောက်လို့ရလို့ပြောကြားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာတရားဒီလာလီဂါပြိုင်ပွဲမှာအမပေးစရာထိတ်ဆုံးကဥဆောင်နေတယ်လို့ချန်ပီယံလိပြိုင်ပွဲမှာ quarter final နဲ့ Spain ဘီးရင်ဖလားပြိုင်ပွဲမှာ semi final တက်ရောက်ထားတာပါ။အသက်20နှစ်အရွယ် Spain လက်ရွေးစင်ကွင်းလယ်ကစားသမားပက်ထရီဟာတရားဒီမှာဘာစီလိုနာအသင်းအတွက်ခြေစွမ်းပြနေပြီးအသင်းရဲ့ဖလားသုံးလုံးအိမ်မက်မှာသူ့ရဲ့ခြေစွမ်းပေါ်မူဒီနီ ရလို့သုံးသပ်မှုလည်းရှိနေရပါဘာစလိုနာသင်းပေါ်ရေးဖြစ်တဲ့ Ferran Torres နဲ့ Gavi တို့ကအသင်းအတွက်အထူးခြေစွမ်းပြနေတဲ့ Patri ဟာ2025ဘလုံးဒီယောဆုနဲ့အထိုက်တန်ဆုံးကစားသမားဖြစ်တယ်လို့ချီးကျူးထားကြပါတယ်။ဒါပေမဲ့ Patri ကတဦးချင်းစုတစိမ့်ဖြစ်တဲ့ဘလုံးဒီယောဆုထက်ဒီယာဒီမှာအသင်းနဲ့တူစုဖလားသုံးလုံးကိုသာပုံမရောက်လွယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ်ပက်ထရီကကျွန်တော်ကတော့ဘလွန်တီယောစုထက် travel ပဲရချင်ပါတယ်တကယ်လို့ဘလွန်တီယောစုကိုရခဲ့မယ်ဆိုရင်လေအတင်းနဲ့တူရရှိမယ်ဖလားရီနဲ့တူတူပဲရချင်ပါတယ်ဘလွန်ဒီယောဆူစီရင်မှာစကားတင်ဝင်မိုးကကျွန်တော်ရဲ့အိမ်မက်ပါဒါပေမဲ့အသင်းနဲ့တူဖလာရီယာဖို့ကကျွန်တော်အတွက်ပိုရေးကြီးပါတယ်အခုအချိန်မှာကျွန်တော်တို့အနေနဲ့ဆူဖလာအားလုံးကိုအိမ်မက်မက်နိုင်တဲ့အနေအထားမှာရှိနေပါတယ်ဒါပေမဲ့၃ဘွဲရှုံးလိုက်တာနဲ့ပြိုင်ဘွဲ၃ခုလုံးကနေကျွန်တော်တို့ထွက်သွားရမှာပါလို့ပြောကြားခဲ့ပါတယ်